အားလုံးပဲမင်္ဂလာပါခဏတားများအားလုံးစိတ်ချမ်းသာရင်ကိုကြီးကျမ်းမာခြင်းနဲ့ရှိကြပါစေ။အဲဒီနေ့ကကျွန်တော်ပြောပြချင်တာလေးတစ်ခုရှိတယ်ဗျ။အားရကအထုသူရဲ့မမိတို့အနေနဲ့မထိတ်ထန်နေဝင်နေနေရမှာမတူတယောက်နဲ့မတူတဲ့အထိတ်ထန်လေးတွေရှိတယ်။ဒါတော့အားလုံးပြုံပြီးလှုပ်လို့ရတဲ့အထိတ်ထန်တွေရှိသလိုသူကနာမည်အရလှုပ်လို့ရတဲ့အထိတ်ထန်လေးတွေရှိတယ်။နော်။အဲဒီအထိတ်ထန်လေးတွေအကြောင်းကျွန်တော်တို့ကပြောပြချင်တာ။ အဲ့တော့နာမည်နဲ့ပတ်သက်တဲ့အဓိဋ္ဌာန်တွေကိုကျွန်တော်တို့လုပ်ရင်ပို့ထျောက်လွယ်တယ်ဘာလို့ဆိုနာမည်ကလူခေါ်များတဲ့ဖြစ်တဲ့အတွက်နေနံဆိုတာမျိုးထက်ဆိုရင်နာမည်ကလူသိတယ်ဗျာဒီလူတယောက်ကဘာနေသားလဲမသိဘူးဒါပေမဲ့သူ့နာမည်ကိုလည်းသိကြတယ်လေနော်အဲ့တော့နာမည်ကပို့ပြီးတော့လွယ်ကူတယ်ရရားလုပ်ရင်အစီရင်လုပ်ရင်အဓိဋ္ဌာန်ဝင်ပို့ထျောက်လို့ရှိတယ်အဲ့တော့နာမည်တွေကိုကျွန်တော်တို့ကြည့်တဲ့အခါမှာနာမည်ရဲ့အနောက်မှာအောင်တို့အေးတို့အောတို့ဤတို့ တနင်္ဂနွေနံနဲ့ပိတ်ထားတဲ့နာမည်အစမှာမဟုတ်ဘူးနော်အနောက်မှာနာမည်အဖျားစလုံးလို့လည်းခေါ်တယ်နာမည်အပိတ်စလုံးလို့လည်းခေါ်တယ်တနင်္ဂနွေနံနဲ့ပိတ်ထားတဲ့သူတွေတော်တော်များများဘလို့အဋ္ဌဌံမျိုးတွေဝင်တက်လဲဆိုတော့အထူးသဖြင့်ကျွန်တော်တို့နော်ဖျားရှင်ရဲ့ဂုံတော်ကြီးနဲ့ပတ်သက်ပြီးတော့အဋ္ဌဌံတွေဝင်တက်တယ်ဂုံတော်ကြီးထဲမှာမှာတော့အူအဖျားဆုံးဖြစ်တဲ့ဂုံတော်ကြီးနဲ့ပတ်သက်တဲ့အဋ္ဌဌံတွေဝင်တက်တယ်ဒါထားပါတော့ဖျားရဲ့ဂုံတော်၉ပါးရှိတယ်ဂုံတော်၉ပါးထဲမှာကျွန်တော်တို့ကပရဟံဂုံတော်ဟာနံပါတ်၁ဂုံတော်ဖြစ်တယ် ဒါကြောင့်ပဲနာမည်ကိုတင်နေမှုနေနဲ့ပိတ်ထားတဲ့လူတွေကအတဟံအကုံတော်ထုံလျောင်ပွားတဲ့နေ။အားရအပြင်ဖျားရှင်ပထမဦးဆုံးတရားဦးဟောခဲ့တဲ့တရားဓမ္မဆက်ကြ။နော်။ဖျားဖြစ်ပြီးပထမဦးဆုံးဟောတာဓမ္မဆက်ကြ။ဒါကြောင့်ပဲနာမည်ကိုတင်နေမှုနေနဲ့ပိတ်ထားတဲ့လူတွေကဓမ္မဆက်ကြ။နော်။အမြဲယူတဲ့နေ။ဓမ္မဆက်ကြအနတ္တလက္ခဏာတော့ပေါ့။ဒါတွေကအမြဲယူတဲ့နေ။ဒါဖျားပထမဦးဆုံးစပြီးဟောကြားခဲ့တဲ့တရားတော်ဖြစ်တယ်။ ဲ့လိုပဲနာမည်ကိုတင်းလာနေပိတ်တာတွေကြော်လို့လို့ကောင်းလို့လို့ခန့်လို့လို့ခိုင်လို့လို့နော်ငားနဲ့ငိမ့်တာမျိုးတွေငားငယ်နဲ့ဂျူးတာမျိုးတွေဒီလိုနာမည်မျိုးတွေဖြစ်တယ်နာမည်နောက်ဆုံးမှာဘာနေသားကြီးမဆိုနော်နာမည်နောက်ဆုံးမှာတင်းလာနေတဲ့ပိတ်တာရယ်ဆိုရင်အဲ့လိုလူတွေကမြေတားနဲ့ပတ်သက်တဲ့အဋ္ဌာန်တွေဝင်ရတယ်တဲ့မြေတားနဲ့ပတ်သက်တဲ့အဋ္ဌာန်တွေဒါကြောင့်ပဲမြေတားတုတ်တွေရွတ်ထမျိုးတွေနော်မြေတားကံပဋ္ဌာန်းတွေပွားများတာမျိုးတွေဟိုမြေတားနဲ့ပတ်သက်တဲ့သိချာချာဟို ကမ္မထမ်းမေတ္တာပို့နည်းတွေကိုအရင်ဆုံးကျွန်တော်တို့သင်ယူပြီးတော့မေတ္တာနဲ့ပတ်သက်တဲ့အဓိဋ္ဌာန်တွေဝင်ရတယ်တော့အဲ့ဒီအဋိဌံတွေဝင်နေတဲ့ကာလအတွင်းမှာလည်းကျွန်တော်တို့ကရေနေသရဝါလေးတွေအစာကျွေးတာမျိုးတွေငားလေးတွေဝယ်လှုပ်ပေးတာမျိုးတွေဖယားအောင်တောက်တော်ကြီးကတ်တာမျိုးတွေရဟန်းတန်ငါးလေးကိုရေလှူတာမျိုးတွေအဲ့လိုမျိုးလေးများများလှုပ်ပေးကြည့်ကိုဝင်တဲ့အဋိဌံကိုအခက်ခဲတစ်ခုခုတွေ့အဋိဌံဝင်တာတွေနဲ့ပတ်သက်ပြီးကျွန်တော်တို့ပြည့်မြောက်အဆင်ပြေလွယ်တယ်အဲ့တော့နာမည်တော်တဲလာနဲ့ပိတ်တာရဲ့မြေတားနဲ့ပတ်သက်တဲ့အဋိဌံတွေဝယ်မှာနော်အဲ့တော့ နောက်ပြီးနာမည်ကိုကျွန်တော်တို့အင်္ဂါနဲ့ပိတ်ထားတဲ့နာမည်တွေနောက်မှာဆိုးလို့လို့ဇော်လို့လို့နာမည်မျိုးတွေအဲ့နောက်မှာဇင်နဲ့ပိတ်ထားတဲ့နာမည်မျိုးတွေညံနဲ့ပိတ်ထားတဲ့နော်ညလေးနဲ့ညံနဲ့ပိတ်ထားတဲ့နာမည်မျိုးတွေညီနဲ့ပိတ်ထားတဲ့နာမည်မျိုးတွေဒါတွေကကြတော့အင်္ဂါနံနဲ့ပိတ်တဲ့နာမည်ရှင်တွေဖြောက်တယ်ဒီနာမည်ရှင်တွေအတိတ်ကဝင်တဲ့ခါကျရင်ကျွန်တော်တို့ကအထူးသဖြင့်ကျွန်တော်တို့အာနာပါနာကိုပို့ပြီးတော့ရှုတဲ့တယ်အာနာပါနာနဲ့ပတ်သက်တဲ့ကမ္မထမ်းတွေကိုကျွန်တော်တို့ပို့လို့တဲ့တယ်အဲ့ဒါပို့ပြီးတော့အဆင်ပြေတယ်ပို့ပြီးတော့ ကောင်းတယ်ပို့ပြီးတော့ထိရောက်တယ်ဗတိစိတ်တဲ့အခါမှာဆိုလဲကျွန်တော်တို့ဝိဆာစနန္ဒတမန်တော်ဂုံတော်ကိုဗတိစိတ်တာအကောင်းဆုံးပဲဗတိစိတ်ပေးဒိဋ္ဌံဝင်နေတာဝိဆာစနန္ဒတမန်တော်ဝိဆာစနန္ဒတမန်တော်ဒါကိုဗတိစိတ်တာအကောင်းဆုံးပဲဒါအပြင်ကျွန်တော်တို့တဏ္ဍဂုံ၃ပါးနော်တဏ္ဍဂုံ၃ပါးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အဋိဋ္ဌံဝင်တာမျိုးတွေအကောင်းဆုံးပဲနာမည်ကိုအင်္ဂါနဲ့ပိတ်ထားရင်အခုပြောတဲ့ဟာတွေကကောင်းတယ်ဝိဆာစနန္ဒတမန်တော်တို့နော်တဏ္ဍဂုံ၃ပါးတို့နော်အာနာပါနသတိလေးကပ်ပြီးတော့အချိန်ပြည့်နေတာမျိုးတွေက အကောင်းဆုံးနော်ကိုယ့်နာမည်နဲ့အလိုက်ဆုံးပို့ပြီးတော့ဟိုဘလို့အဋ္ဌဌာန်အောင်မြင်လွယ်တယ်ကိုယ်နဲ့အဆက်တဲ့အဋ္ဌဌာန်တွေဖြစ်တယ်ဘာလို့ပဲနာမည်ကိုကျွန်တော်တို့ဗုဒ္ဓဘုံနဲ့ပိတ်ထားတယ်နာမည်နောက်ဆုံးမှလွင်ပေးထားတယ်နမေနောက်ဆုံးမှာဝေနဲ့ပြေးသားတယ်နမေနောက်ဆုံးမှာဝင်းနဲ့ပြေးသားတယ်နမေနောက်ဆုံးမှာရီနဲ့ပြေးသားတယ်နမေနောက်ဆုံးမှာရဲတို့နော်ရင့်တို့ရဲရင်တို့နဲ့ပြေးသားတယ်ဒီလိုနမေရှင်နေကြတော့ပရမနီလန်းအနေနဲ့မတူဘူးမတူဘူးသူတို့ဘုံတော်ကြီး ပွားတဲ့ခါမှာကျတော့အဲ့လိုလူတွေကတုက္ကတော်ကုံတော်ကိုကျွန်တော်တို့ပွားရတယ်တုက္ကတော်တုက္ကတော်တုက္ကတော်ဆိုပြီးတော့ကျွန်တော်အဋ္ဌံဝင်ရတယ်တုက္ကတော်ကုံတော်အဋ္ဌံဝင်ရတယ်အဲ့အဋ္ဌံဝင်နေစဉ်အတွဲမှာလည်းကျွန်တော်တို့ကဝစီဒူးစရိုက်၄ပါးကိုရှောင်ရတယ်နော်အဋ္ဌံဝင်နေတဲ့စဉ်မှာဝစီဒူးစရိုက်၄ပါးကိုရှောင်ရတယ်အဲ့လိုပဲဗုဒ္ဓဘုအပိတ်နာမေရှင်ကြီးကဘောရလျှောက်လို့မာဒီဝစီဒူးစရိုက်၄ပါးကိုရှောင်နိုင်ရင်အခက်ခဲနေလိမ့်မယ်အဲ့တော့ဝစီဒူးစရိုက်ဆိုတာတည့်တဲ့အတိုင်းပဲဗျာမုဒ္ဒဝါဒလိန်လေတဲ့စကားတွေဒါပိတုနာဝါဒဆိုတဲ့ ဂုံးတိုက်တဲ့ဇကားတွေဖုဒ္ဒဝါသာဆိုတဲ့ဆဲရတဲ့ဇကားတွေတံမတ်ဖလာဆိုတဲ့အနှစ်မရှိတဲ့ဇကားတွေဒါတွေကိုဗုဒ္ဓဖူအပိတ်နာမည်ရှင်တွေကတသက်သာရှောင်တဲ့နာဒါဆိုနာမည်ဗုဒ္ဓဖူနဲ့ပိတ်ထားတယ်သူများအိမ်နဲ့စာရေးပို့ပြီးမလိန်နဲ့ပို့ပြီးမဆဲနဲ့ပို့ပြီးတော့ဂုံးမတိုက်နဲ့ပို့ပြီးတော့အနှစ်မရှိတဲ့အလီလိုက်တဲ့ဇကားတွေမပြောနဲ့နော်ဒါလေးတစ်ချက်ပြောပြကြင်တာဖြစ်တယ်အဲ့တော့နာမည်ရဲ့နောက်ဆုံးကျွန်တော်တို့ကစာသာပြီးနဲ့ပိတ်ထားတဲ့နာမည်နာမည်ရဲ့အပိတ်မှာပိုင်တို့လိုဖြိုးတို့လိုနော် ဘိုးတို့လိုဖုန်းတို့လိုမင်းတို့လိုမောင်တို့လိုမြစ်တို့လိုစသဖြင့်နာမည်အစုံးမှာဂျာရင်းနဲ့ပိတ်ထားတဲ့သူမျိုးတွေဂျာတာပတိဆိုတာပညာဗျအဲ့တော့ပညာအဋ္ဌထံကိုကျွန်တော်တို့ကဝင်ကြရတယ်နော်ပညာအဋ္ဌထံဆိုတာဘယ်လိုဟာမျိုးလဲဆိုတော့ဘုံတော်ယူထဲမှာဆိုရင်တရားလုံးစုံကိုသိမြင်တော်မူတော့မြတ်စွာဘုရားနော်တရားသိတာပညာသိတာအဲ့တော့ဂုံတော်ရဲ့တမ္မာတမုတ်တော်ဂုံတော်ဆိုရှိတယ်အရဟံပြီးတော့တမ္မာတမုတ်တော်ဒါကြောင့်ပဲတမ္မာတမုတ်တော်ဂုံတော်ကိုကျွန်တော်တို့ကပရိစိတ်ကပြီးရင်ကျွန်တော်တို့မဟာသမယတုတ်တန်လို့တုတ်တော်ကြီးကျွန်တော်တို့ ရွတ်ဖတ်ပူဇော်ရတယ်ပူဇော်ရတယ်အဲ့တော့တမန်တမုတ်တော်ကုံတော်အဋ္ဌံဝင်မယ်ဖះရှင်ရဲ့ပညာတွေကိုအလေးနဲ့ထားပြီးတော့အဋ္ဌံဝင်တာမျိုးတွေလုပ်တင်တယ်ဖះရှင်ညံကြီးကြီးနဲ့ဖြည့်ရှင်းခဲ့တဲ့တုတ်တန်တွေကိုစိတ်ထဲမှာအောင်းမိပြီးတော့အဋ္ဌံဝင်တာတွေတမန်တမုတ်တော်ကုံတော်ရွတ်ပွားတာမျိုးတွေလုပ်တင်တယ်နော်ဒါအကောင်းဆုံးနာမည်နဲ့အလိုက်ဆုံးအထည်ရောက်ဆုံးဂုံတော်ပွားတဲ့ယရိယာတွေဖြစ်တယ်နောက်ပြီးနာမည်ကိုတောက်ကြနဲ့ပိတ်ထားတဲ့လူတွေနော်နာမည်နဲ့နောက်ဆုံးပါဗျာတီတို့လိုတော်တို့လိုတန်တို့လိုတန်တို့လိုဟန်တို့လိုဟိန်းတို့လိုနာမည်အပိတ်မှာအရှိမှာမဟုတ်ဘူး အဲ့လိုပိတ်ထားတဲ့နာမည်ရှင်တွေကြတော့ကျွန်တော်တို့ကအကောင်းဆုံးအဋိဌံကဘာလဲဆိုတော့ဘဂဝါကုံတော်ပါဘဂဝါကုံတော်ကိုပရိသေကဘုံတော်6ပါးနဲ့ပြည့်စုံတော်မူသောမြတ်စွာဘုရားပါဘဂဝါဆိုဧတရိယဓမ္မယတ္တတိတိကာမပရတ္တဆိုတဲ့ဘုံတော်6ပါးနဲ့ပြည့်စုံတော်မူသောမြတ်စွာဘုရားဒါကုံတော်ရဲ့အနတ္တိပဲဘဂဝါကုံတော်ကိုကျွန်တော်တို့ကရုပ်ပွားရတယ်ပူဇော်ရတယ်ဘုရားရှင်ရဲ့ကြံရင်လက္ခဏာတွေလက္ခဏာတော့32ပါးဆိုတာရှိတယ်အဲ့ဒါလေးတွေကိုသေချာဖတ်ပြီးဘုရားရှင်ရဲ့နော်တပ်ပယ်တဲ့ကြီးညိုစရာကောင်းတဲ့နော် ဖျားရှင်ရဲ့ရှေ့မှာဒိဋ္ဌံဝင်ရတယ်။ဒါအနောက်မှာဆိုရင်ကျွန်တော်တို့ဖျားရှင်ရဲ့တပ်ပယ်စွာစံပယ်တော်မူနေတယ်။အဲ့လိုနေရာတွေမှာအဋ္ဌံဝင်ရပါတယ်။နော်။အဲ့ဒါတွေကပို့ပြီးတော့ထိရောက်တယ်။ပို့ပြီးတော့အဋ္ဌံအောင်မြင်လွယ်တယ်။အဲ့တော့ဖျားရှင်ရဲ့တပ်ပယ်နေတဲ့မျက်နှာတော်လေးကိုကြည့်ပြီးအဋ္ဌံဝင်ကြည့်။တောက်ကြနဲ့ပိတ်ထားတဲ့လူတွေကပို့ပြီးအဋ္ဌံအောင်မြင်တယ်။အဋ္ဌံမှာပြင်းရည်တာမျိုးမဖြစ်တော့ဘူး။နော်။ဘဂဝါကုံတော်လေးကိုပရိစိတ်မယ်။ နော်ဒီလိုမျိုးလုပ်ကြည့်ပါအဲ့တော့ကွာအဋ္ဌံဝင်နေတဲ့ကာလမှာဖះအိုရေတက်ပယ်ပေးတာမျိုးတွေနော်အိမ်ရဖះတွေမှာရွှေဆိုင်ရွှေတင်ငန်းတွေကွာနေရဆိုရင်ရွှေဈေးတွေပြန်တုတ်တာရွှေဆိုင်လေးတွေပြန်ကတ်တာမျိုးတွေနော်ဒီလိုမျိုးတွေလုပ်ပေးရတယ်နော်ဖះအเจ้าတော်ကိုတန့်ရှင်းလုပ်တာတယ်အဋ္ဌံဝင်နေစဉ်ကာလမှာအဲ့လိုပဲနေဆက်ရဖះစီတီရဲ့တက်ပယ်ကျင့်သူတရားကောင်းတဲ့ဖះကစားောင်းတွေရှိမှာဒိဋ္ဌံပရိစိတ်တာမျိုးတွေဒီလိုမျိုးတွေလုပ်ပေးရတယ်အဲ့ဒါပို့ပြီးတော့အောင်မြင်လွယ်တယ်အဋ္ဌံလည်းအောင်မြင်ပြီးတော့ကိုဖြစ်ချင်တဲ့ဆန္ဒတွေပို့ပြည့်လွယ်တာပေါ့ဗျာ နောက်ပြီးနာမည်ကိုကျွန်တော်တို့စနေနဲ့ပိတ်ထားရလို့တင်တို့လို့ထွန်းတို့လို့ထွတ်တို့လို့နော်နိုင်တို့လို့နှွေးတို့လို့စသဖြင့်ပြောပါနာမည်နောက်ဆုံးမှာကျွန်တော်စနေနဲ့ပိတ်ထားတဲ့လူတွေကြတော့ပဋ္ဌာန်းရုပ်ကတာဗျနော်ပဋ္ဌာန်းအချင်းအကျယ်ပေါ့ဗျာ24ပစ္စည်းဒါမှမဟုတ်ပဋ္ဌာန်းအကျယ်တော့ဒီလိုမျိုးတွေကိုကျွန်တော်တို့ကအဋ္ဌံဝင်ရတယ်နော်အဲ့ဒါကအကောင်းဆုံးပဲဒါပဲကျွန်တော်နာမည်ကိုစနေနဲ့ပိတ်ရင်ပဋ္ဌာန်းရုပ်ပါအမြဲပြောလို့ရှိရင်နော်အဲ့ဒါကအကောင်းဆုံးအဋ္ဌံတယ်မှာ ပါပါတယ်ဒါကြောင့်ပထမများများရုပ်ပါလို့ကျွန်တော်ကတော့တိုက်တော့ပါတယ်เนาะဒီလောက်ဆိုရင်ကျွန်တော်တို့သဘောပေါက်မယ်ထင်ပါတယ်ဗျเนาะအားလုံးပဲကျွန်တော်တို့အဋိဋ္ဌာဝန်ထမ်းကြပါစေလို့ဆုမတော်တောင်းပါတယ်